ထိုင်းစကားလေးလာတင်ယူတဲ့သူတယောက်အနေနဲ့စာကိုအရင်သင်ရမလားစကားပြုတ်ကိုအရင်သင်ရမလားဆိုတဲ့မေးခွန်းအတွက်မိမိဘာသာအဖြေထုံးနိုင်မဲ့စကားလေးတွေကိုပြပြပေးခြင်းပဲနော်ဆိုတော့ဘာသာစကားဆိုတာကျွန်တော်တို့ဘာသာစကားလို့တင်မှတတ်တာစာလို့တင်လို့မတတ်ဘူးအခုလို့ပြောလေလို့လက်မခံတဲ့သူတွေချင်းလေးရတယ်ကျွန်တော်ကတော့အချိုးဖြစ်ထွန်းစေမဲ့အချီတရားလေးတွေကိုဘသူနားခါခါပြောနေမှာပဲအခုလို့ပြောလေလို့စာတင်စရာမလိုဘူးလားဆိုလို့ရှိရင် no ပါနားလည်မှုမလွဲသိခြင်းကျွန်တော်စာတင်တာကစကားပြုတ်ကိုပို့ပြီးတော့မှအတန်အတွက်ပြီးသားစေတယ်ဒါပေမဲ့ကျွန်တော်တို့ စကားသာမပြောတတ်ဘူးဆိုလို့ရှိရင်ထိုင်းနိုင်ငံမှာမိမိကိုလူအဖြစ်တော့တတ်မှတ်ခံရမှာမဟုတ်ဘူးဆိုတော့စာသင်ယူနဲ့စကားမပြောတတ်ဘူးလားဆိုတဲ့သဘောတိတ်မှန်တာပေါ့စာသင်ယူနဲ့စကားမပြောတတ်ဘူးဘာသာစကားကိုဘာသာစကားလို့သင်မှတတ်မှာဖြစ်တယ်ကျွန်တော်သင်တဲ့မှာသင်တန်းသားတွေထောင်ကျော်ရှိသွားပြီသင်တန်း PC လို့ထိုင်းစကားကိုသိရှာစနစ်တကျပြောတတ်နိုင်ခဲ့တဲ့သင်တန်းသားတွေလေးရာနိုင်ရှိခဲ့ပြီဖြစ်တယ်လို့ကျွန်တော်နားမှာပဲသင်ထောက်ကိုလက်ထောက်ဆရာဆရာမလေးတွေအဖြစ်နဲ့ကျွန်တော်ကိုယ်တိုင်ပြုစုထားတဲ့တက်ထောက်ဆရာမလေးတွေလေးအများကြီးစင်နေရှိပြီးရှိခဲ့ပြီပေါ့နော် ကျွန်တော်အမြဲတမ်းကြွေးကြော်ပြတဲ့စကားတစ်ခုရှိတယ်2025အလွန်ပါပေါ့ကျွန်တော်ထိုင်ရောက်မြန်မာတွေရဲ့ခေမကုန်သေးဘူးဆိုလို့ရှိရင်အရင်ရင်ပြောမယ်ဗျာကျွန်တော်တို့ကြုံတက်တက်မကုန်သေးဘူးဆိုလို့ရှိရင်ကျွန်တော်ထိုင်နိုင်ငံမှာအချင်းဇာလိတာကောင်းမွန်တဲ့စကားပြန်လေးတယ်လုပ်ငန်းခွင်ကကောင်းဆောင်လေးတွေထွက်လာလိမ့်မယ်လို့ကျွန်တော်အမြဲတမ်းကြွေးကြော်ပြတယ်ကျွန်တော်စီမှာတင်နှံ့လာတဲ့ကြတဲ့ကြောင်းသားဆိုလို့ရှိရင်အောက်ဆုံးတစ်စုပဲရှိရယ်ပထမအောက်ဆုံးကကျွန်တော်တို့ထိုင်းစာဘီတရဝဏ္ဏယုံလေးတွေကိုတင်ရှာရေးတာဖတ်တတ်ပြီးတော့ထိုင်းစကားအပြိုးပိုင်းမှာ လိုအပ်ချက်လေးတွေရှိနေသေးတယ်ဆိုတော့ကျွန်တော်ကိုယ်စုံတော့ရောင်းသားတယ်ထိုင်းမှာနေပြီးတော့တက်ကလို့တက်နေကြတယ်မြန်မာတက်ကလို့အကြောင်းသူလေးတွေလာပြီးတော့တက်ကြတယ်ပေါ့နော်ဆိုတော့ဒုတိယအောက်စုကပါလဲဆိုလို့ရှိရင်ထိုင်းလုပ်ငန်းခွင်တင်းမှာပဲကျွန်တော်တို့ထိုင်းစာမတက်ပင်တဲ့စကားကိုတည်တည်ချာချာပြင်ကောင်းဝင်စာပြတ်တက်ရှင်ပါလဲဆိုတော့ကျွန်တော်လုပ်ငန်းခွင်တွေကလူငယ်လေးတွေလာတက်ကြကျွန်တော်အနေနဲ့ကျောင်းသားတွေကိုလေဗယ်အားလုံးနိုင်ခဲ့တယ်လို့လုပ်ငန်းခွင်တွေကလူငယ်တွေအကူအမားတွေကိုလည်းပဲကျွန်တော်တို့အလုပ်အင်တာဗျူးအောင်သွားတာတော့ပို့ပြီးတော့ကောင်းမွန်တဲ့အလုပ်တွေရှာဖွေသွားနိုင်တာတော့ လက်ရှိလုပ်ငန်းခွင်တင်းမှာပဲကျွန်တော်တို့ဘလဇံငွေတိုးသွားတာတော့ပြီးလို့ရှိရင်ပုံမြင်တဲ့အလုပ်တန်ဝန်လေးတွေရရှိသွားတာတော့ဒီအရာလေးတွေကိုကျွန်တော်တို့တို့နဲ့တသားတဲ့နေပြီးတော့မှလက်တွေ့ကြကြအကောင့်တွေဖွင့်နေပေးခဲ့တာလည်းအများကြီးရှိရပေါ့နော်တော့စာတင်ရင်းနဲ့စကားမပြောတတ်သေးဘူးဆိုလို့ရှိရင်ဒီအတန်းကိုကျွန်းကျေးပါကျွန်တော်ခက်ခင်းနေတာမဟုတ်ဘူးမလုံလောက်သေးတာဖြစ်တယ်လုပ်ငန်းခွင်တွေကညီလေးညီမလေးတွေအကုန်မားတွေကိုလည်းဒီအတန်းကိုကျွန်းကျေးဖို့တဲ့ကျွန်တော်အကြံပြုရှင်နဲ့ထဲနေကမှာတသက်လုံးနဲ့မလာဆိုတဲ့စကလုံးတွေအောက်မှာကျွန်တော်တို့စိတ်တက်ကြပြီးတော့အားငယ်သွားစရာမလိုဘူးမိမိတို့အနေနဲ့ခေါင်းပေါ်ကိုမုံမင်းလို့ကျွန်တော်တို့ နှခေါင်းကနှာရည်တစ်စက်ထွက်သွားတာနဲ့အခုနာပြောတဲ့စကားလုံးတွေကလမ်းပေါ်ကိုရောက်သွားပြီဆိုတဲ့အကြောင်းကိုကျွန်တော်တို့တွေးကြည့်ုံနဲ့သိနေတယ်။ပြေးကြည့်စရာမလိုဘူး။ကျွန်တော်အနေနဲ့သင်တန်းတွေကိုထုံးရောင်းနေတာမဟုတ်ဘူး။အရှိတရားလေးတွေကိုမိမုံထုတ်ပြနေတာဖြစ်တယ်။ကိုယ်အနေနဲ့အတွေးတွေတူတယ်ဆိုလို့ရှိရင်အတွေးတူတဲ့သင်တန်းသားလေးတွေနဲ့ကျွန်တော်သင်တန်းတွေမှာတွေ့ချင်တယ်။ကျေးဇူးတင်